ချက်ရေးတဲ့ထုတ်လိုက်တိုင်းမှာဂျိုင်းကပြဿနာဖြစ်တယ်တဲ့ကျေးဇူးပြုရရှင်းပြပေးပါတဲ့ထုတ်လိုက်တိုင်းမှာဂျိုင်းနေရာမှာပြဿနာဖြစ်တယ်ဆိုရင်ဖြစ်နိုင်တဲ့အချက်က၃ချက်ရှိတယ်နံပါတ်၁ကကျတော့အခုဒီအနေထားဆိုရင်ခြေတို့ကလူခန္ဓာကိုယ်ရဲ့ဂျိုင်းနဲ့အင်းကြီးရဲ့ဂျိုင်းတွေကကွက်တိကြတယ်ဒီလိုအနေထားဆိုလို့ရှိရင်ခြေတို့ကပြဿနာမရှိဘူးလို့ပြောလို့ရတယ်ပြဿနာဖြစ်နေပြီဆိုလို့ရှိရင်တော့နံပါတ်၁အချက်ကဂျိုင်းနေရာမှာတက်သွားတာလားလူခန္ဓာကိုယ်ရဲ့ဂျိုင်းနဲ့အင်းကြီးရဲ့ဂျိုင်း ပြောရမယ်ဆိုရင်လူခဏာကိုရဲ့ဂျိုင်းကကြီးပြီးတော့အင်းဒီရဲ့ဂျိုင်းကတေးနေမယ်ဆိုလို့ရှိရင်ခြေတို့ကဒါကြက်တယ်ဆိုတဲ့အနေထားအဲ့လိုကြက်တဲ့အနေထားကိုခြေတို့ကဝတ်ထားမိတယ်ဆိုလို့ရှိရင်လှုပ်ရှားတဲ့အခါမှာလည်းလှုပ်ရှားလို့မကောင်းဘူးအာဒီအင်ဂျီကိုခြေတော့လဲလိုက်တဲ့အချိန်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်အသားမှာဒီလိုဂျိုင်းအရင်းနေရာတွေမှာဆိုရင်အနည်းအစင်းစင်းနေဖြစ်နေတယ်အဲ့ဒါကကြတော့ဂျိုင်းကျက်တဲ့အတွက်ကြောင့်ဖြစ်တဲ့လက္ခဏာတွေပေါ့ ုတ်ပြီနော်အဲ့လိုဂျိုင်းကြက်တာကဘာကြောင့်ကြက်လဲဘာကြောင့်ကြက်လဲဆိုတော့ခြေတို့ကအထယ်တွေကိုချုပ်တော့မယ်ဆိုလို့ရှိရင်တို့ဂျိုင်းတွေကိုတိုင်းရတယ်အဲ့လိုတိုင်းတဲ့အခါမှာဆိုရင်တိုင်းနည်းအမှန်ကခြေတို့ဒီလိုမျိုးခါထောက်ရတယ်ခါထောက်ပြီးတော့မှဒီဂျိုင်းပက်လေကိုပေချိုးလေးထည့်ပြီးတော့တိုင်းတာအဲ့လိုတိုင်းတဲ့အခါမှာဂျိုင်းရဲ့တံမိုးအမှန်ကိုကိုကမတိုင်းခဲ့မိလို့ပြောရမယ်ဆိုရင်ဒီဂျိုင်းရဲ့တံမိုးအမှန်က14လက်မရှိတယ်ကိုတိုင်းလိုက်တာက73ခွဲပဲဖြစ်နေတယ်ဒါဆိုလို့ရှိရင်တံမိုးအဖြစ်နေသွားတယ်အဲ့ဒီတံမိုးအတိုင်းကိုခြေတို့ကသွားပြီးတော့ချုပ်တဲ့အခါမှာ ဒီ73ခွဲဆိုတဲ့တမိုးအတိုင်းပဲထွက်လာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီလူကဝင်လိုက်တဲ့အခါမှာဒီနေရာမှာဂျိုင်းနေရာမှာကြက်တယ်ဆိုတဲ့အနေအထားဖြစ်နေဟုတ်ပြီနော်နံပါတ်1ကကြတော့ဂျိုင်းနေရာတွေမှာပွပြီးတော့ခြောက်သွားတာသူကကြတော့နံပါတ်1နဲ့ဆန့်ကျင်ဘက်ပဲ ဂျိုင်းနေတိုင်းတဲ့အခါမှာခြေတော့ဒီလိုမျိုးခါထပြီးတော့တိုင်းတဲ့အခါမှာရှေ့ရမယ့်တံမိုးထက်ကိုပို့ပြီးတော့တိုင်းလိုက်မိတာဥပမာဒီဂျိုင်းရဲ့တံမိုးက14လက်မပဲရှေ့ရမယ်ကိုကတိုင်းလိုက်တဲ့အခါမှာ14ခွဲဒါမှမဟုတ်25ဖြစ်သွားမယ်အဲ့ဒီလိုမျိုးတံမိုးကိုတိုင်းလိုက်တဲ့အခါမှာမှားနေတယ်ဆိုလို့ရှိရင်လည်းဂျိုင်းနေပွားနိုင်တယ်နောက်တစ်ချက်ကကြတော့တိုင်းတဲ့အခါမှာဒီလိုမျိုးခါထောက်တာမဟုတ်ပဲနဲ့လက်ကိုဒီလိုမျိုးချရက်နဲ့ပဲတိုင်းမိတာမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဂျိုင်းနေနေရာမှာပို့ပြီးတော့ပွားသွားနိုင်တယ်ခြောက်သွားနိုင်တယ် ဟုတ်ပြီနော်နောက်တစ်ချက်ကကြတော့ခြေတို့ဒီလိုဂျိုင်းနေရာတွေကလူတွေကလှုပ်ရှားလိုက်လို့ရှိရင်ဂျိုင်းနေရာတွေမှာတင်းတင်းဖြစ်တယ်ဆိုတဲ့အနေထားအဲ့ဒါကဘာကြောင့်ဖြစ်လဲဆိုတော့အခုခြေတို့ဆိုရင်ဒီလိုလူခန္ဓာကိုလူခန္ဓာကိုမှာဆိုရင်ခြေတို့ဒီနေရာဒီအရှိရင်အကျယ်လို့ခေါ်တယ်ခြေတို့ရဲ့ဒီဘက်ဂျိုင်းနဲ့ဒီဘက်ဂျိုင်းနဲ့ထိတ်ဒီအလယ်နေရာလူနေရာကိုခြေတို့ကရှေ့ရင်ကျယ်လို့ခေါ်တယ်အဲ့ဒီရှေ့ရင်ကျယ်မှာဆိုရင်လူခန္ဓာကိုယ်မှာရှိတဲ့ရှေ့ရင်အကျယ်နဲ့ချုပ်လိုက်ပြီးတဲ့အင်းကြီးရဲ့ရှေ့ရင်အကျယ်နဲ့ဟာဖွဲ့တိကျနေရမယ် ဲ့လိုမဟုတ်ဘဲနဲ့ဒီရှေ့ရင်ကျဲရဲ့တံမိုးကဒီလိုအတွင်းဘက်ကိုဝင်နေမယ်။ပြောရမယ်ဆိုရင်နှဲသွားတာပေါ့။ဒီရှေ့ရင်ကျဲရဲ့တံမိုးအတိုင်းတဲ့အခါမှာ12လက်မရှိတယ်။ဒါပေမဲ့လို့ကိုကတိုင်းလိုက်တဲ့အခါမှာ17လက်မပဲရှိတယ်။အဲ့ဒီအတိုင်းကိုကိုကချုပ်လိုက်မယ်။ချုပ်လိုက်မယ်ဆိုရင်ဒီရှေ့ရင်ကျဲရဲ့တံမိုးကနှဲသွားမယ်။နှဲသွားတာဖြစ်တဲ့အတွက်ကြောင့်ချေလို့ဒီလိုလိုလက်နဲ့လာတွဲတဲ့အခါမှာလက်ကဒီလိုအတွင်းဘက်ကိုဝင်သွားမယ်။ဟုတ်ပြီနော်။အဲ့လိုအတွင်းဘက်ကိုဝင်သွားရဆိုရင်ချေလို့လှုပ်ရှားတဲ့အခါမှာအခုဒီလိုအနေထားပဲကြည့်လိုက်။ထောက်ရှာတဲ့အခါမှာဘလို့ဖြစ်သွားပြီလေတင်းတင်းကြီးဖြစ်သွားပြီဂျိုင်းနေရာတွေက ဟုတ်ပြီနော်ဒါတွေကကြတော့ကျေတို့အထည်တွေချုပ်တဲ့အခါမှာဂျိုင်းနေရာဒီမှာဖြစ်တတ်တဲ့ပြဿနာတွေကိုကဒီလိုပြဿနာတွေတဲကဘယ်လိုပြဿနာဖြစ်နေလဲဆိုတာကိုအခုချက်ပြောသွားတဲ့အချက်တွေအတိုင်းကိုပြင်ဆင်ပါအော်နောက်ဆုံးနံပါတ်3ချက်မှာဆိုလို့ရှိရင်နော်ကျေတို့ကဒီရှေ့ရင်အကျယ်ရဲ့တံမိုးမှန်အောင်တိုင်းဖို့တော့လိုတယ်မမှန်ခဲ့ဘူးပိုတန်းလိုက်တဲ့တံမိုးကနည်းနေမယ်ဆိုလို့ရှိရင်လို့အဲ့လိုမျိုးအတွင်းဘက်ကိုဝင်နေတာဖြစ်လိမ့်မယ်။ဟုတ်ပြီနော်။ ကိုကဒီပြဿနာတွေထဲမှာမှာဘလို့အနေအထားမျိုးဖြစ်နေလဲဆိုတာကိုရှာဖွေပါပြင်ဆင်ပါလို့အကြံပြုပါတယ်။အဲ့လိုမျိုးမဟုတ်ဘူးအထည်တွေထုတ်လိုက်တိုင်းမှာဒီလိုဂျိုင်းနေရာတွေမှာလည်းပြဿနာမရှိချင်ဘူး။ fitting ကျကျလေးနဲ့ထုတ်တက်ချင်လဲဆိုရင်တော့လာမယ့်၁၇လပိုင်းမှာဖွင့်မယ်။ဆက်ချုပ်တင်တဲ့ level 1ဆိုတဲ့အတန်းကိုတက်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်ဒီချက်စုပါ